ဝိုင်ကန်းချိန်မှာပေါ့နော်ထိုင်ပြီးတော့ဒီ Pacific သမုတ်တရားကြီးကိုကြည့်လိုက်တဲ့အခါကျတော့ကျမဒီလိုနေရာမျိုးမှာနေချင်သလားဒီလိုမနာမျိုးမှာနေလို့ရှိရင်စိတ်ချမ်းသာမလားဆိုပြီးတော့စဉ်းစားကြည့်တော့အမှန်ပြောရင်ကျမစိတ်ချမ်းသာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမပြပြတော့မြန်မာနိုင်ငံမှာ တူတူပဲပြည်သူတွေနဲ့တူတူလှုပ်ရှားရတာယုံကြရတာတူတူဆင်းရဲမယ်ဆိုရင်လည်းတူတူဆင်းရဲတာပို့ပြီးတော့ကျေနပ်မှုရှိတယ်လို့ကျမဒီလိုခြံသားရတယ်။ ဒါနဲ့ကျင်းကျင်းတော့မဟုတ်ကျင်းတော့မဟုတ်ရှိတယ်ဆိုတာဆင်းရဲတာကိုကျင်းတတ်တာမဟုတ်ဘူးဘလို့မှဆင်းရဲတာကိုကျင်းတတ်ဆရာမလို့ဘူးဒါနဲ့တူတူဒီဆင်းရဲတဲ့အခြေအနေကနေပြီးတော့ဖောက်ထွက်အောင်လို့လုပ်မယ်လုပ်နိုင်တယ်လုပ်လဲလုပ်ချင်တယ်ဆိုတော့အဲ့ဒီစိတ်ကြောင်မလို့ကျမပို့ပြီးတော့အဆင်ပြေတဲ့နေရာပို့ပြီးတော့ချမ်းသာတဲ့နေရာပို့ပြီးတော့တက်တာတဲ့နေရာမှာနေခြင်းနဲ့စိတ်မရှိတာပါ လိုမျိုးတွေအားလုံးပဲငလင်ပေးနေမေးပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုယ်ချက် revolution ရဲ့ channel ပြပြန်လိုက်လိုက်ပါတယ် yuri revolution လို့သွားပေးကြမှာတော့ယနေ့ဟွန်လ26ရက်နေ့ကာတာပရီနီရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ရင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲလုံးနေရရှိပြီးအားနေပေးတယ်ပါတယ်ပြောင်းဆုံးအနေနဲ့ကတော့ဒီကောင်းဆောင်တွေက၎င်းတွေကိုကျစ်စပတ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတမှာမတရားသဖြင့်သိမ်းထားဒီမှာဒီနေ့မှဆိုရင်တော့အောင်600ရရှိပြီပါတယ်။မြန်မာနိုင်ငံတော်ဝန်ရရတာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ဘိုးတိုင်းညောင်လေးပင်ရဲ့ တူတော်တာမျိုးနယ်တွေမှာတော့အကောင့်20ရေဆုံးခဲ့တာသိရှိရပြီးတော့ online ရေပေါ်တူကတော့စင်ကောင်းသွားနေတာဖြစ်ရပါတယ်။ပြင်ပြင်းနဲ့မြောက်ပြည်မြို့တွေမှာတော့ဇေကွေး6ကောင်၊မန္တလေးတိုင်းငန်းစုံမြို့တွေမှာတော့ဇေကွေး9ကောင်နဲ့မန္တလေးတိုင်းမေတီလာမြို့တွေမှာ3ကောင်၊တနင်္သာရီတိုင်းပလောင်မြို့တွေမှာ4ဦးကတော့လင်းဝင်ရောက်ခဲ့ပြီးမွန်ပြည်နယ်တထုံမြို့တွေမှာလည်း4ဦးလင်းဝင်ရောက်ကာစကိုင်းတိုင်းခင်ဦးမြို့တွေမှာလည်း2ဦးလင်းဝင်ရောက်ခဲ့ပြီးတော့တန်နိုင်ငံလုံးရေတာတွင်ဇေကွေးတည်ဆုံးမှုဟာ44ကောင်လီရှိပြီးတော့ online ရေပေါ်တူကြောင်းသိကြပါတယ်။ နောက်ထပ်သတင်းပုံအနေနဲ့ကတော့ပြန်လျာသိမ့်ပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်အုံကိုင်းကတ်တင်နဲ့ဘုံကြီးကြောင်ကိုစစ်ကောင်စီကမနေ့ကညအချိန်မှာလေရင်နဲ့ဘုံကျဲကဲလို့လူ၃ထိခဲ့တဲ့ရန်ရရှိခဲ့ပြီးနေအိမ်များနဲ့ဘုံကြီးကြောင်တွေပျက်စီးသွားကြောင်းသိရပါတယ်။ဒါဟာဇွန်လ25ရက်နေ့ည7:00နာရီနဲ့3မိနစ်ချိန်မှာမန္တလေးတိုင်းမိုးကုံမြို့နယ်ရှေးပိုင်းမှာရှိတဲ့အုံကိုင်းဘုံကြီးကြောင်ဒီကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲကဲကြောင်းနဲ့သူ့ဘာဘုံကျဲမှုကြောင့်အုံကိုင်းကွက်တင်မှာနေအိမ်များကားများပျက်စီးပြီးအုံကိုင်းဘုံကြီးကြောင်မှာမျက်နှာကျပြိုကျခြင်းစွမ်းစားတောင်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။အိမ်တော်မှာတော့ နနက်9:50ဝင်းကျင်မှာလဲမိုးကုန်းမြို့ရွှေပုံသားမှာတနက်တန်အချက်90ခန်းစက်တိုက်ကြားရပြီးဓမြတိုက်သူများကို DNA ကဝင်ရောက်ဖမ်းဆီးရမှာပြစ်ခတ်မှုပြသွားခဲ့ကြောင်းဒေသခံပြည်သူများပြောရပါတယ်ဂျက်မတ်စီကောင်စီကမိုးကုန်းမြို့ကိုဆုံးရှုံးရပြီးနောက်မှာတော့မကြာခဏလာဆိုသလိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်လျက်ရှိကြောင်းမိုးကုန်းပြည်သူတွေရဲ့ပြောရပြီးရပါတယ်ကေမင်းအောင်နိုင်တကောင်ကတော့မစားရတဲ့မဲကိုတဲနဲ့ပတ်ဖို့ရေးဆော့ကရက်ဂျူးဆွဲပြီးတော့တိုင်တီဘဲနဲ့ကိုဝန်းကျင်နေတဲ့တော့ထင်နေရတဲ့အနေအထားတစ်ခုပါဒီကောင်ခီးသွားနေမှာလဲတော့ရှောက်ဘုံကျဲဖို့အတွက်ညွန်ကြားထားတာတော့အားလုံး ီးပဲဖြစ်မှာပါ။နောက်တဲ့တင်းဘုံအနေနဲ့ကတော့ရန်ကုန်မန္တလေးလမ်းအောင်မှာရှိတဲ့မြို့များပေါ်တင်သာစစ်တရားစိုးမိုးနိုင်တော့ပြီးတော်လိုင်းတမန်ဟာနေရာအများစုကိုထိန်းချုပ်ကရန်ကုန်ရဲ့အနီးဆုံးကိုတရွေ့ရွေ့နဲ့ဦးတည်လာနေပြီးကြောင်းတော်လိုင်းသတင်းမိကနေပြီးတော့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကရန်ကုန်နဲ့ပဲခူးမြို့ကိုကာကွယ်ရန်မိုဘိုင်းအရက်တပ်ဖွဲ့များကိုလည်းအရေးပေါ်ဖွဲ့စည်းနေကြောင်းသိရှိရပါတယ်။ ။အန်ကုမန္တလေးလမ်းဟောင်းညောင်လေးပင်မြို့နယ်ကျူးမြို့နယ်နဲ့ကျော်တကားမြို့နယ်တို့မှာတော့စစ်ကောင်စီရဲ့တပ်စခန်းကိုကိုတော်လိုင်းတပြားကမနေ့ကနဲ့နဲ့ပိုင်းကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့စူပါတိုက်ဝန်းမှာစစ်သား20ဦးနဲ့မနေ့တေဆုံးပြီးဒဏ်ရာရသူတွေအများပြရှိတဲ့ကြောင်းနဲ့တော်လိုင်းတပ်ပွန်များကတော့ဝင်ရောက်တိုက်ခတ်ခဲ့တဲ့စစ်တပ်စခန်းများပေါ်မှာမြို့ပေါ်မှာစခန်းများဖြစ်ပြီးအလင်းငိုက်တိုက်ခတ်ခဲ့ရာ ှမ်းသိမ်းမှုများကိုလည်းဆောင်ရွက်နိုင်ခဲ့နေပါတယ်။ဂျမစစ်ကောင်စီတဲ့တက်စကမ်းများကိုပြန်လေပောင်းဝင်ရေသတော်လန်ကြီးတများနဲ့ပူးပေါင်းပြီးတက်ခဲ့ရမှာတော့တော်လန်ကြီးတများဟာရန်ကုန်နဲ့နှီးစုံကိုတဖြည်းဖြည်းချိကလန်နေကြောင်းနဲ့ပြည်သူလူများစုနေထိုင်သောရန်ကုန်မြို့နယ်မိုင်၈၀မှာမိုင်၁၀၀ပတ်လည်တွင်တော်လန်ကြီးတမရောက်ရှိနေကြောင်းရန်ကုန်မန္တလေးလမ်းဟုံးများတွင်လည်းမြို့များတွင်သာစစ်တပ်ကစုမှုနိုင်ပြီးတော့ရာစုနေမြို့များကိုတော့တော်လန်ကြီးတမကထိန်းချုပ်ထားကြောင်းသိရပါတယ်။နောက်တဲ့သတင်းပုံတွေနဲ့ကတော့ ဘကံမှာဒီနေ့26ရက်နေ့အစောပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးမနေ့ကညတွေကစစ်ကောင်စီကမြေကြီးနားနဲ့မိုးကုတ်မျိုးကိုဒီကြောင်းကဘုံကျပြီးလက်နက်ကြီးနဲ့ပစ်ခတ်နေရဖြစ်ပါတယ်။ဘကံမျိုးနဲ့အင်းမရန်တုတ်တန်ဒီမှာရတနာဘုံလောက်ကွယ်မြေစပုံဒီဇွန်လ26ရက်နေ့ဒီနေ့နဲ့စောပိုင်းမှာပဲတိုက်ပွဲပြင်းထန်နေလို့ဒေသခံတွေကပြောထားပါတယ်။ဒီကြီးနားမြို့မှာလဲ2025ရဲ့ည7:00နာရီကမှမြောက်ပိုင်းတိုင်းစစ်တပ်နာကျုပ်ကနေပြီးတော့စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်ခဲ့လို့ဒေသခံတွေကအပြေးတင်းချောင်းရယ်ဆိုတာလဲ လာပါတယ်။ EN လေးထိန်းချုပ်ထားတဲ့မိုးကုတ်မျိုးကိုတော့ဇွန်လ25ရက်နေ့ည7:00နာရီခွဲမှာလဲဒီကြောင်းက Jet Fighter နဲ့ဘုံကျက်ပြီးစက်တန်တွေနဲ့ပါပစ်သွားကြောင်းလည်းသိရှိ။နောက်ထပ်သတင်းပုံအနေနဲ့ကတော့စစ်ကောင်စီတင်းမော်တွေကချင်ပြည်နယ်ဗန်မော်ဘက်ကိုဥတီလာနေတဲ့သတင်းတွေကြားသိရခြင်းမှာပဲကချင်လွတ်လပ်ရေးတမတော် KIA တင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပုံပြန်ထားတာတွေ့ရှိရပါတယ်။စစ်ကောင်စီရဲ့စီရင်အားလက်နက်ခဲယံရိတ်ခါတွေတင်ဆောင်လာတဲ့တင်းမော်ဆက်နဲ့စီကံပါတဲ့လေရင်အုပ်စုဟာ အနည်းကမကွေးတိုင်းဒီအေယာဝတီမြေကြောင်းတိုင်းထက်ကိုစံတက်သွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဘုံမကြီးနော်ဘူးကပြောထားတာဖြစ်ပါတယ်အဲဒီစစ်ကောင်စီသမော်တွေက KIA ကမျိုးတိမ့်တိုက်ပွဲဖော်ဆောင်နေတဲ့ဗန်ပေါ်မြို့ကိုဥတီလာတယ်လို့လည်းအချင်းစီးရေးသတင်းမြေကပုတ်ပြန်ထားသလိုမကွေးတိုင်းဒေသခံတချို့ကလည်းဗန်ပေါ်ကိုဥတီလာဖြစ်နိုင်တယ်လို့လည်းသုံးသပ်ထားတာတွေ့ရှိရပါတယ်စစ်ကောင်စီသမော်တွေကဇွန်လ21ရက်နေ့ကအေယာဝတီတိုင်းဝါခင်မမြို့ကနေစတင်ထွက်ခွာလာတာဖြစ်ပြီးဇွန်လ23ရက်နေ့မှာရေနံကြောင်း24ရက်နေ့ကတော့စလင်းနယ်ကိုဖျက်ဆီးလာပြီးတော့လက်ရှိချိန်မှာကတော့ဗန်ပေါ်ကိုဥတီနေကြောင်းသိရပါတယ် မြို့ရအောင်မဒီဗီလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့တချိန်ကဘုံမှုချုပ်ဒီဟောင်းဒီကတော့အခုစီမှာမင်းအောင်လိုင်းကတော့မကြိုက်တဲ့သူတွေပေါ်လာတော့တွေ့ရပါတယ်ဒါပေမဲ့လည်းစစ်ခွေးတွေဆိုတာသူစင်မျိုးဆက်အက်ကနေပြီးတော့အောက်ထီမြန်မာနိုင်ငံကိုအောက်ရှောက်ကိုရပေးခဲ့တဲ့တဲ့အတွက်အားလုံးကတစိတဲ့တဝမ်းနဲ့ဖြစ်နေကြရမယ်လေလက်ရှိချိန်မှာတော့အခုလိုမျိုးပေါ်ပေါက်လာတဲ့အနေအထားကြီးလည်းရှိနေတွေ့ရပါတယ်ပြောင်းပြန်နေရလို့အဲ့အကျိုးပါဖြစ်ဘာဒီဒီလုံးဗျံပတ်ထားတာဖြစ် မင်းကငါအမှန်ကိုမြင်စေခြင်းလေမင်းလှုပ်ထားတဲ့ကြောက်တုံးကြီးကမင်းကိုအမှန်မြင်နိုင်အောင်မလုပ်ပေးဘူး။အစီဒီကိုဘုရားအဆုံးမကွယ်မင်းသိအောင်လုပ်။ဟိုမင်းညမတက်တယ်။မင်းညမကိုမေးကြည့်ငါဘာပြောခဲ့လဲ။ဟုတ်။ဘုရားတမ်းမြဲမိမ့်မကိသော်ကြီးပြောလို့ ငါ့ကိုတရားစကားပြောတာငါဘာပြောခဲ့လဲဆိုမင်းမေးကြည့်လိုက်ငါအဲ့ဒီကောင်ပြောခဲ့တာအခုတည်းဒီဒီတန်းငါတို့စစ်တပ်ကတော့တင်နေလေးနေလူတတ်တဲ့ပြည်ရာမိုင်းဆက်ကိုပြောင်းလို့အဲ့တော့တစ်ချောက်တစ်ခွန်တင်အောင်ငါ့ကိုမင်းငပိကျော်ပို့ပေးမယ်လို့ရှိလာလို့ပြောတယ်ဟွန်း အဲ့တော့မင်းမှာလည်းစိတ်ကောင်းနည်းနည်းပါးပါးရှိနိုင်တယ်လို့ငါယူဆယူဆရဲအဲ့လိုတိမ့်မယ်လို့ဖြစ်မဲ့အချိန်မှာမင်းစိတ်ကောင်းဆွဲထုတ်ပြီးတော့မဖြစ်ပါသေးဘူးဆိုပြီးတော့စေစံနဲ့အချိန်ပေါင်းများမှာပြောတယ်ဥပမာပြီးလူတွေတောက်တောက်လဲသေးတယ်အိုးမဲ့အိမ်မဲ့တွေဖြစ်တယ်မိတွေလောင်းစစ်တပ်ကလည်းပြင်ကြည့်လိုက်ဝီစီထဲရောက်တယ်อืม တခါမှမရှိဘူးဘုရားအဆုံးအအခြေခံကတိလနော်ပြတရားခြေတော်မဟုတ်ဘူးတကူမဟုတ်ဘူးနော်အဲ့ဒါတိအောင်လို့ဘုဒ္ဓဆန်စစ်အသက်80နှစ်မွေးနေပါမင်းကအဓိကပြောချင်တာ ဒီလောက်လောက်တိုင်းပြည်အတွက်အကျိုးရှိမှခေါဆောင်ကောင်းဖန်ထုံချပြီးတိုင်းပြည်လုံးမှာမိလုံတိုင်းအတွင်းနဲ့အလုတ်ကနေရှက်တော့ဘုံဆန်းစစ်ကြီးကိုဖြုတ်ပြီးတော့တိုင်းပြည်ကောင်းတိုင်းပြည်မိလုံတော့မိငင်နိုင်တဲ့အလုတ်တွေလုတ်တော့ဇက်နဲ့ငင်းချိုင်းလုတ်ကုန်ကြ မင်းလုံနေအာမိဒအမွေခံဖြစ်အောင်မလုံနေတလလောက်လူတက်နေတာတော်လိုက်တော့အဲအင်မတန်ကောင်းတဲ့ဘုရားအဆုံးအမမင်းရှင်မကြီးလည်းရောက်တော့မင်းရောက်ဟောမင်းကြီးတမ်းမြင့်ပထမဆုံးမမကြီးလာတော့ငါစီလက်ရှိရှင်မှာကတော့စစ်မှုတန်းပါသွားတဲ့လူငယ်9000နီးပါးဘုံမဟုတ်ပဲအင်းနဲ့ဆက်သွက်ပြတ်နေတာဖြစ်ပါတယ် နဲ့ပတ်သက်ပြီးတော့နောင်ကနေပြီးပါတယ်ပြောလဲဆိုတာကိုလည်းမျှော်ပေးလိုက်ပါတယ်အထက်ရောက်ပိုင်းတော့တောင်းရင်ပြောသလိုပဲရှင်အဲ့လိုတော့မရတော့နေတာတစ်ခုရောက်နေတာမှန်ပါတယ်ဒါသူတို့ဘောမတွေကိုတိုင်အောင်လက်ခဏနေတာတစ်ခုပါမောင်နှမများအားလုံးပဲမင်္ဂလာပါစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း2022ခုနှစ်ကနေစလို့ပေါ်တာပဆွဲစစ်မှုထမ်းစစ်သားစုဆောင်ရေးကိုအတင်းအဓမ္မခေါ်ခဲ့ကြပါတယ်စစ်တပ်က၃နှစ်တာကာလအတွင်းလူပေါင်း9000ကျော်ကိုပေါ်တာဆွဲစစ်မှုထမ်းလူသားတိုင်းလုခံရပြီးတော့အဲ့ဒီအထက်က 80ရာခိုင်နှုန်းလောက်ဟာမိသားစုထံကိုပြန်မရောက်ကြတော့ပါဘူးအဲ့ဒီထဲကအများစုဟာလက်လုံလက်စားလူစင်းရဲတွေဖြစ်ကြပါတယ်အကြောင်းအမျိုးမျိုးနဲ့တွေ့ကြရာဖမ်းခေါ်ပေါ်သားဆွဲစစ်သားစုဆောင်ရေးတဲ့ပို့ငွေကြေးတက်နိုင်တဲ့လူတွေကပတ်စံတိန်းကိုယာနဲ့ချီပြီးတော့ပေးပြီးတော့ရွေးကြပါတယ်စစ်သားစစ်သက်အရာရှိတွေနော်လူကြီးတွေအရာရှိတွေနဲ့ရင်းနှီးတဲ့လူတွေကတော့သူတို့မိသားစုတွေနဲ့အဆင်ဆင်ဆက်သွယ်ပြီးတော့မှရွေးကြပါတယ်ငွေကြေးတက်နိုင်တဲ့လူတွေကတော့စစ်မှုထမ်းကိုပတ်စံပေးပြီးတော့လူစားထိုးကြပါတယ်ပတ်စံချမ်းသာတဲ့လူတွေကတော့သူတို့သားသမီးတွေကိုနိုင်ငံခြားကိုဖြုတ်ပြီးတော့ဖျက်ပြေးကြပါတယ် ပေးစရာငွေမရှိပြေးစရာမြေမရှိတဲ့လူစင်းရဲ့ကြောမွဲတွေကလူသားတိုင်းတပ်ဖွဲ့အတုံးချခံရပြီးတော့စစ်သားစုဆောင်ရေးထဲရောက်ပါတယ်အဲ့ဒီထဲကမှ80ရာခိုင်နှုန်းလောက်ဟာမိသားစုနဲ့ပြန်မတွေ့ရတော့ပါဘူးတို့တွေကဘဝပြတ်သွားကြပြီဒီကုန်ကြပါပြီအဲ့တော့ရှေ့တန်းမှာရှေ့တန်းကိုရောက်လာတဲ့အခါမှာစစ်တပ်ဝတ်စုံစစ်တပ်ယူနီဖောင်းကိုထားရင်လူဒီစစ်သားအဟောင်းလား စစ်မှုထမ်းမှာခေါ်ခိုင်းရတဲ့စစ်သားလားဆိုတာကို PDF တွေကလည်းမမြင်နိုင်ပါဘူးမသိနိုင်ပါဘူးအဝေးကနေသူပြစ်ကိုပြစ်လှမ်းပြစ်ကြပါတယ်အဲ့ဒီအခါမှာစစ်သားစုဆောင်ရေးပေါ်သားဆွဲထံရတဲ့စစ်မှုထမ်းတွေအများဆုံးကပြည်ပြစည်းကုန်ကြပါပြီတချို့တွေကတော့နော်တပ်သိရှိတဲ့လူတွေရဲရင်တဲ့လူတွေကတော့သူတို့ရဲ့လက်နက်တွေသူတို့ကိုစောက်ချီနေတဲ့သူတို့ကိုအမြဲတမ်းလူသားတိုင်းတစ်ဖွဲ့အုံပြုခိုင်းစေနေတဲ့အရာရှိတွေကိုပြန်ပြီးခုခံပြီးတော့မှဖတ်ပြေးကြတယ် PDF တွေနဲ့ပူပေါင်းပြီးတော့အလင်းဝင်ကြတယ်အဲ့ဒီလူတွေကတော့လွတ်မြောက်ချမ်းသာရာရောက်ပါတယ်တကယ်တော့ဗျာစစ်အာဏာရှင်လက်အောက်မှာဒုက္ခအခက်ခဲခိနှိပ်အနိုင်ကျင့်တပ်ဖြတ်မှု ခံစီခြင်းဒုက္ခပေးခြင်းခံရတာကဩပုံစံချင်းမတူရင်သာရှိမယ်တနိုင်ငံလုံးမှာတော့အနိုင်ကျင့်ခံရတာချင်းကတော့အတူတူပါပဲเนาะဒါကိုတော့ဘယ်သူမှမြင်လို့မရနိုင်ပါဘူးအဲ့တော့ဒီနိုင်ငံဒီအခြေအနေထိရောက်လာရချင်းကပြည်သူလူထုတွေမညီညွတ်လို့ဒန်းလူပါဝင်တော်လှန်မှုဆန္ဒမရှိကြလို့တကယ်လို့ဒါ2021 2022လောက်တည်းကတနိုင်ငံလုံးချွင်းချက်မရှိတော်လှန်ရေးတဲ့ပါဝင်ခဲ့ကြရင်ဒီတော်လှန်ရတော့ကြာမှလည်းမဟုတ်ဘူးဒီနိုင်ငံကလည်းဒီတော့ဒီလောက်အခြေအနေဖြစ်လာမှာမဟုတ်ပါဘူးเนาะတချို့ကငါမကြည့်သေးဘူးငါမပါသေးဘူး ငါကတော့မထိအောင်ရှောင်နေလိုက်မယ်နော်စစ်သက်အလိုကြစစ်အာဏာရှင်အလိုကြနေလိုက်ရင်ငါကိုမထိတော့ဘူးငါမတည်တော့ဘူးလို့ထင်ကြတယ်နော်တချို့ကြတော့ကိုလူယုံကြတယ်ချို့ကတော့ငါငါတော့လွတ်နိုင်တမယလွတ်အောင်ရှောင်နေမယ်ဆိုတဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒီနိုင်ငံဒီအချိန်ကြီးဒီပုံစံဖြစ်လာရတာအဲ့တော့အခုအချိန်မှာရှောင်လို့လွတ်နေတယ်နော်ပတ်စံရှိလို့နိုင်ငံသားထွက်ပြေးတယ်ပတ်စံရှိလို့နိုင်ငံသားမှနေတယ်ဆိုရင်တော့မှအဲ့ဒီလူတွေကနိုင်ငံသားကိုရောက်သွားတဲ့မြန်မာနိုင်ငံသားတွေကဘာနဲ့နေတာလဲပတ်စပို့နဲ့နေရတာအဲ့တော့စစ်သက်ကပတ်စပို့ကိုဖျက်သိမ်းပြီးတော့ပြန်ခေါ်မယ်ဆိုရင်အဲ့ဒီနိုင်ငံသားကိုထွက်ပြေးသွားတဲ့လူတွေအကုန်လုံးကလည်း နိုင်ငံကိုမြန်မာနိုင်ငံကိုပြန်ရမှာဖြစ်တယ်ပြောချင်တာကစစ်တပ်တာအာဏာပြည်မြဲသွားရင်ဒီစစ်တပ်အာဏာပြည်မြဲရခြင်းရဲ့ဒုက္ခဆိုးကျိုးစစ်တပ်ကဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်တပ်ဖြတ်သမားကိုဘယ်သူမှလွတ်မှာမဟုတ်ဘူးအဲဘာလေးပဲကွာမလဲဆိုတော့အနှေးနဲ့အမြန်ပဲကွာမယ်ဒီချိန်မှာပတ်စံမရှိတဲ့စင်းရဲသားတွေကနော်လူသားတိုင်းကိုအသုံးပြုခံရတဲ့အစားထိုးခံရတယ်ရက်ကွက်အုပ်ချုပ်ရေးမှုတွေကြီးရွာအုပ်ချုပ်ရေးမှုတွေစစ်တပ်အရာရှိတွေရဲအရာရှိတွေကသူတို့ပတ်စံလူချမ်းသာတွေကြီးကနေပတ်စံယူပြီးတော့မှလူချမ်းသာသားသမီးတွေကိုလွှတ်ပေးတယ်စင်းရဲတဲ့လူတွေကိုပြစ်မှတ်ထားပြီးတော့မှဖမ်းပြီးတော့မှစစ်တပ်ထဲပို့တယ်အဲ့တော့လောလောဆယ်ငါတို့ကတော့ပတ်စံရှိနေလို့ နိုင်ငံများထွက်ပြေးနိုင်လို့ဒီဒုက္ခကလွတ်တယ်ဆိုပေမဲ့မြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်သက်အာဏာယူနေတာအာဏာတည်မြဲသွားရင်နောက်၃လနှစ်တို့မဟုတ်၄၅၀နှစ်ကြာလာရင်ကိုယ့်အလှရောက်တာလေမင်္ဂလာပါလေးစားပါအဲကျွန်တော်တခုပြောချင်လို့ဗျကျွန်တော်နိုင်ငံအခုဘာဖြစ်နေလဲဆိုတော့ကုန်စင်းတို့နေတက်နေကမကမတွေဖြစ်နေငွေကြီးဖောက်သွားတယ်အဲဘာကြောင့်ဖြစ်တာလဲအကြောင်းဖြစ်တာလဲဆိုတော့ အဲခင်ဗျားတို့ကျွန်တော်ပြပြမယ်ကျွန်တော်တို့ကိုယ်အိမ်ကပိုင်ဆိုင်မှုကိုယ်အိမ်မှာရှိတဲ့ပတ်စံလေး9000တန်မနှွဲရှိတဲ့1000တန်မနှွဲရှိတဲ့ဘာနဲ့မှထားတာတမျိုးပေါ့နော်ကိုယ်ကိုယ်အသုံးလေးကဘီကတေတာတွေမှာထားတဲ့ရွှေလေးဝင်လေးတွေထိန်းထားတယ်မင်္ဂလာဆောင်ကြရထုတ်ဘီကတေတာမရှိတဲ့လူကတော့တေတာတွေမှာထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုက်လဲကျွန်တော်ရေတခါပြောဦးတယ်အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုက်တယ်မကြိုက်ရင်ဟိုမိမကြိုက်တယ်ဟိုဘက်အိမ်ကလူတော့ပြေးမကြိုက်ဘူး ိုဘက်မျိုးကလူလည်းပေးမကင်နိုင်ငံခြားသားဆိုပို့ဆိုတာပေါ့ဒါမဲ့ဒေါ်စုက9နှစ်လုံးလုံးနိုင်ငံခြားသားကိုပေးကင်ခဲ့တယ်ဘိုဘန်ရဲ့တော်ကြီးအဲ့မှာကျုပ်တို့နိုင်ငံရဲ့ဟလာနိုင်ငံကဝင်ငွေတွေထွက်ငွေတွေအကုန်တိသွားတယ်ဘယ်ကကျွန်းတက်ကဘလောက်ဝင်နေကြောက်ဆင်းကဘလောက်ဝင်နေဒီကဟလာကိုကတင်ကားပြန်ဝင်တာဘလောက်လင်းမြဝင်တာဘလောက်အကုန်လုံးဝင်ငွေထွက်ငွေတိသွားအကုန်ဒီကိုးတာကြီးကုန်တိသွားလို့ပေါက်ကွဲနေတိသွားတဲ့ခါကျကျွန်တော်တို့ဝေဂျင်နာရှင်နိုင်ငံခြားသား90ကျော်ကိုင် ကျွန်တော်ဝေစီအဲ့ဒါကြီးသူတို့နိုင်ငံခြားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာကိုကဝေချင်တာလေးပိတ်တယ်ကိုကရောင်းချင်ရင်မဝယ်ဘူးအဲ့လိုလှုပ်တော့ခါကျကျွန်တော်ကမောက်ကမလေးပြေတော့ဒေါ်လာစီးတွေတဲ့ပြီးတော့ရွှေစီးတွေခေါင်ခေါင်တဲ့အဲ့လိုတွေဖြစ်ကုန်တာကမောက်ကမလေးဖြစ်ကုန်တာဟာကျွန်တော်တို့ကပြီးခဲ့တဲ့9နှစ်မှာနိုင်ငံခြားသား60ကျော်ကတကယ် key player တရားတွေကိုကိုင်သွားတော့ကျွန်တော်နိုင်ငံဟာသူ့ကျွန်ဘွားကိုတနက်တစ်ချက်မှမပြစ်ဖက်နဲ့ရောက်သွားတာဒါမျိုး နောက်တစ်ခါဖြစ်လို့မရဘူး ေးပေါ့မင်းတို့ခိုးလို့မရတော့မင်းတို့အခုလိုလောက်တာတိတာပေါ့မင်းတို့ပါမင်းအောင်နိုင်တကောင်ဘာဝဲဝဲစရင်တင်ပြမှာရတဲ့နေသားတကူကမြေဘာဝဲဝဲအခုလိုမျိုးဝယ်လို့ရနေတယ်သူမိမစလင်ပိုက်လေးဝယ်လဲနိုင်ငံတော်ပတ်စံတွေကထုတ်ဝယ်လို့ရနေသားတကူကိုလိုချင်လို့မင်းတို့ကောင်တွေအာနာတိတ်ခဲ့တာပဲတိုင်းပြီချစ်တဲ့စစ်တစ်စက်မှမရှိတာအခု၄နှစ်ကျော်၅နှစ်ကလောက်တည်းမှာအကုန်လုံးတိနေပြီမင်းတို့ကောင်တွေကိုလည်းချင်းထားမလို့မထင်တဲ့တော်လန်ပြည်သူတွေကတော့မင်းတို့ကိုလည်းရောက်ပို့ပေးလိမ့်မယ်မဟာပညာကျော်တင်ဆက်နေပါလေနာမည်ရဲကွာမဟာပညာကျော်တဲ့မင်းတို့ကောင်တွေရတကယ်ကောင်သီးတွေပဲမင်းတို့ဘောမတွေက အပုဒုရာသီသွေးတို့မဟာပညာကျော်တို့ကိုပေါ်ကူပြန်ကြီးမွန်းနေပြီးတော့ပြင်းနေကောင်းလေမကြခင်မှာရွေးကောက်ပွဲကတေးချာပေါက်လုံးမှာပါအင်းဘယ်ပါတီတွေဝင်ပြိုင်မယ်ဘယ်သူတွေနိုင်မလဲတချို့ကြတော့လေအရင်မခုံမအောင်ကွာတက်ချင်တဲ့သူတက်ပေါ့တေးချာတက်ချင်တဲ့သူတက်ရင်မခုံဘူးဘာဖြစ်လို့တော့အမြန်ရှင်းခံမှာကောင်းမလို့ပြပောက်ကတော့စနစ်ကတော့ပြောင်းသွားမှာပေါ့နော်လွတ်တော်တေးရပေါ်လာမယ်အဲလွတ်တော်ကနေပြီးတော့ရွေးချယ်တင်မြောက်တဲ့တိုင်းဒေသလိုက်ဝင်ကြီးတွေပေါ်ပေါက်လာမယ် အများထင်သလိုပြီးမာကြီးမှာအပြောင်းလဲအများကြီးမဖြစ်ဘူးဆိုရင်တော့ပါပဲပြီးနေရီမှာတော့တိုင်းသားပါတီအားကောင်းလာနိုင်ပါတယ်ပြီးမာကြီးမှာဘာကြောင့်ထင်ရှားတဲ့တက်ရောက်မှုအပြောင်းလဲမဖြစ်တာလဲလို့ကျွန်တော်ပြောမယ်ဆိုလို့ရှင်တော့ energy party ဟာမပါပါဘူးဒီယူကောက်ပွဲမှာအဲကျန်းခိုင်ပါတီကတော့ဆက်ရှိနေပါတယ်မြန်မာနိုင်ငံမှာအကြီးဆုံးပါတီကတော့ဒါထုံးစံတိုင်းပဲကျန်းခိုင်ပါတီ ਨੇ ဟွန်း main ကျန်းခိုင်ပါတီကတကောင်နဲ့ပြိုင်ရအောင်ရှုံးမှကြောက်ပြီးတော့အခုလိုက်စည်းရုံနေရသူခင်ဗျာ NLD ပါတီဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကလည်းဟာကြန့်ခိုင်ပါတီကတော့စက်တက်ကြောတော့နောက်ခံပါတီ NLD ပါတီကတော့အယတပါတီမဟုတ်ပါဘူးတခုမှမဟုတ်ပါဘူးအယတပါတီစစ်စစ်ရဲဆိုလို့ရှိရင်တော့ဒါ PPP ပါတီလို့ပြောလို့ရတာပေါ့နော်ဒါတော့မင်းကိုမင်းအောင်အင်းနေဝင်းကိုညီမပေးပြီးတော့ဘောကိုရှေ့ဆက်နေရတဲ့ကောင်ကမှာပဲအဲစစ်သားငင်းစားတွေပါနေသေးတာပေါ့နောက်တစ်ခုကကိုကိုကြီးတို့ပါတီပေါ့အတိုင်းဆိုတော့ဒါအယတား တီထောင်ထားတဲ့ပါတီလို့ပြောလို့ရတာပေါ့ဒါပေမဲ့ NLD ပါတီနဲ့ကြံ့ခိုင်ပါတီနှစ်ခုစလုံးဒီတက်မတော်ထိတ်တန့်အကြီးအကဲတွေသို့မဟုတ်သူတို့မိသားစုဝင်တွေတီထောင်ထားတဲ့ပါတီဖြစ်ပါတယ် NLD ပါတီဝင်ဆိုလို့ရှိရင်အဲဘူကာဂျိုပေါ့နော်ယနာကာကွယ်ဦးစီးချုပ်လုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးတင်ဦးဗိုလ်ကြီးဦးဗိုလ်ကြီးဦးဝင်းထိန်အစရှိတဲ့ဦးကြည်မောင်ဒါဗိုလ်မှူးကြီးမောင် ော့အများကြီးပဲပေါ့နော်ဒီ NLD ပါတီထဲမှာတကယ်ကိုထိတ်တန့်ရာလို့ယူခဲ့ပြီးတော့ founder တွေက80ရာခိုင်နှုန်းလောက်ကဒါတက်မတော်ကအငိမ့်စားယူသွားတဲ့ပုံစံတွေဖြစ်ပါတယ်အဲထိုနည်း၎င်းပါပဲကျန်းခိုင်ပါတီကအများပြောသလိုမျိုးစက်တဲ့ကြောတော့နောက်ကပါတီလို့သာပြောပြမယ်လေအရသားတွေအများကြီးအသိပညာတက်ပညာရှင်တွေလူငယ်တွေအများကြီးပါဝင်ပါတယ်ဒါကတော့ လူတွေကတော့ပုံသေးကားချက်တွေးထားတဲ့အတွေးခေါ်ပေါ့ဒါပေမဲ့တေးချာတစ်ခုဆုံးကဒီပါတီနှစ်ခုစလုံးဒီတက်မတော်မိသားစုကနေပြီးတော့မွေးဖွားလာတဲ့ပါတီတွေသာဖြစ်ပါတယ်နောက်ထပ်ပြောလိုက်မယ်လူတွေမီတီတီဖြစ်နေတာတာဆာညာပါတီတိုင်းသားစီလုံရင်ပါတီဆိုလဲထိုနည်း၎င်းပဲဗိုလ်ချုပ်ကြီးနေဝင်ရဲ့မာဆာလာတပါတီပြိုကွဲသွားတဲ့အခါမှာရွေးကောက်ပွဲမယ်ဆိုတော့မာဆာလာနေပြီးတော့တာဆာညာဆိုပြီးတော့နာမည်ကိုပြောင်းလဲလိုက်တယ် လူတွေကဒီလူတွေပဲတာဆညာတွေမှာပါတဲ့လူတွေအကုန်လုံးကလည်းမဆာလာမဆာလာတွေမှာပါခဲ့တဲ့ဒါတက်မတော့အငိမ့်စားမိသားစုဝင်တွေအဲတခြားသောဒါအဆွေအဝန်းန်းကြီးတွေပါတာပေါ့ဆိုလိုတာကဒီတာဆညာကော NLD ကောကြန့်ခိုင်ရောကတက်မတော့နဲ့မကင်းရမကင်းချောင်းပါတီဒါဖြစ်တယ်တီထောင်ထားတဲ့သူတွေကလည်းတက်မတော့ထိတ်တန်းခေါင်းဆောင်ပိုင်းနေရာနေပြီးတော့တီထောင်ထားခဲ့တာဒါလင်းဖြစ်ပါတယ် အောက်ကြီးချင်းအပြင်ဘောမာတွေရဲ့အုံတော်ဘလောက်ပဲရှိတယ်ဆိုတော့ပြမှာဖြစ်ပါတယ်ပြည်သူတွေကတက်မတော်ကိုမုန်းတာမဟုတ်ဘူးပြည်သူတွေကအာနာရှင်ကိုဖြူချောက်ကိုလုံနေတာကိုမင်းတို့ကောင်းနေမှာသိဖို့လိုတယ်မင်းတို့အာနာရှင်ထောက်ခံနေတဲ့ကောင်တွေလည်းညံသုံးနဲ့ဖြူချခံမှာသိချပဲဘာပြောဒီဗီဒီယိုတောင်းနေပဲဆုံးသက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာတော့နောက်တစ်သတင်းတောင်းဖြစ်တဲ့ကျွန်တော်ရဲ့ကိုကျေရိုပိုလူရှင်း channel လေးကိုလိုက်ရန် subscribe လုပ်ပြီးလိုက်ရန် subscribe ပြီးဘေးကခေါင်းလုံးနေထားခြင်းတက်လာများပြီးလို့သတင်းပါပြီနောက်တစ်ဗီဒီယိုမှာအဲ့လဲဆုံးလေးကြပါမယ်